ုထုလေးကမင်္ဂလာမရှိတဲ့လူတယောက်ကြောင့်မတ္တစမှုဥညိဌာနမှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်နှစ်ပေါင်း20လောက်အုပ်ဆက်ရုံမှတ်တက်မှာကျွန်တော်တာဝန်ထမ်းဆောင်ရတယ်အုပ်ဆက်ဆိုတာကကျွန်တော်တို့မြင်နေကြလက်နဲ့ပောက်ပြီးအုပ်နှမ်းပြီးနေတဲ့မှာတဲတဲ့မှာနှမ်း၆သွားတော့မှဖိုလ်ကြီးတည်ပြီးအောက်ကထင်းနဲ့ကျွန်တော်မဟုတ်ဘူးတောင်ကြီးတွေကိုမြေကျူးဆက်ကြီးတယ်ဖြူ့ကမြေဖွယ်တဲ့မြေရတယ်မြေဖွယ်ပေါ့ လင်းကလေးလို့ခေါ်တာပေါ့အင်္ဂလိပ်လိုလင်းကလေးရအောင်တောင်ကိုဖြိုးရတယ်မြေစည်းကိုရအောင်လို့လယ်မြေကိုတူးရပလတ်စတစ်ကလေးပေါ့အင်တန်စီးနေတဲ့လယ်မြေကိုတူးရတယ်ဖွယ်နေတဲ့တောင်မြေကိုတူးရတယ်မြေဖွယ်နဲ့မြေစည်းနှစ်မျိုးစလုံးကိုဟိုးတော်တဲ့ကနေတူးပြီးဒံပါလို့ခေါ်တဲ့ကားကြီးတွေပေါ်တင်ရတယ်မြေဒုဆက်ကြီးတွေနဲ့တင်တယ်တင်ပြီးတော့မှဒံပါကြီးတွေဆက်ရုံကိုလာပြီးလှန်ချတယ်အင်မတန်ကြီးကျယ်တဲ့ဇလားကြီးတွေလည်းဒီမြေစည်းရောမြေဖွယ်ရောနှစ်မျိုးလှန်လှန်ချတယ် နန်းနန်းချပြီးတော့အဲ့ဒါကိုမှဆက်နဲ့ကြိတ်လိုက်တဲ့အခါမှာတေးပိုက်ပြန်လိုက်တဲ့မြေကြီးတချို့ပါသွားတယ်ရောပြီးသားအဲ့ဒီမြေကြီးကမှနောက်ကအင်မတန်ကြီးမားတဲ့တန်တလိန်လုံးကြီးတစ်လုံးနဲ့ညက်နေအောင်ကြိတ်တဲ့အခါမှာမုန်းတဲ့ဆောင်ဘက်ကလေးတွေကြာစီအဲ့ဒါကိုမှဆက်တဲ့ချက်ထက်ပြီးလေအားနဲ့တွန်းထုတ်လိုက်တဲ့အခါအုတ်ရှင်တော်ကြီးကအုတ်ပုံစံတိုင်းရှင်တော်ကြီးရှေးတောက်လျှောက်ထွက်လာအဲ့ဒါမှအော်တိုမက်တစ်ကာတာလို့ခေါ်တဲ့ အလိုတရားဖြတ်ဆက်တယ်နဲ့ဖြတ်တဲ့အခါမှာအုပ်အယောစားတယ်နည်းနည်းလေးထူသောအုပ်စိမ့်တောင်ရတယ်အုပ်စိမ့်တစ်လုံးတစ်လုံးဟာလက်နဲ့ဖိတောင်မပြော့တော့ဘူးအဲ့လောက်မှနေပြီအဲ့ဒါကဥမမိထားတွဲတွေပေါ့တင်တယ်မိထားတွဲတွေပေါ့တင်ပြီးဥမင်နိုင်ကောင်းကြီးရဲ့အလဲမှာဒီဂရီ960ထိုးထားတဲ့မီးရထားတွဲပုံမှာအုပ်စိမ့်တွေတင်ပြီးတော့ hydraulic pusher လို့ခေါ်တယ် hydraulic တွန်းဆက်နဲ့တွန်းပြီး မိသားလမ်းတစ်လျှောက်ဖြတ်ပြီးထွက်သွားတဲ့အခါဟိုဘက်ထိပ်ရောက်တဲ့အခါအုတ်တီပုံကျက်ပြီးသားဖြစ်တယ်တနေ့ကိုအုတ်ချိန်နှစ်သိန်းလောက်ထွက်အင်မတန်ကြီးကျယ်တဲ့နိုင်ငံသားကလာတဲ့စက်ကြီးတွေနဲ့ထုတ်တဲ့အုတ်ဆက်အုတ်ပေါ့ယန္တနာကအဲ့ဒီဆက်ကိုတူးတဲ့မြေကြီးကဆက်ယုံနဲ့၅မိုင်လောက်မှာဝေးတယ်တူးရင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 ်နဲ့မြေတူးဆက်ကြီးတွေကဟိုးကြောက်ထက်ရောက် လမ်းလေးရတော့ရှိတော့နှွေဆိုရင်တော့ကားကပတ်ပြီးတက်ပြီးတော့ပေါ်ပြန်တက်လာလို့ရတယ်မိုးရင်းကြတော့ကားမတက်နိုင်ဘူးမြေဒုစက်ကြီးတွေအဲ့မှာပဲထားထားတော့အဲ့မြေဒုစက်ကြီးတွေကိုဘယ်သူစောင့်မလဲရန်ကုန်မှာမိုးဝတ်တဲ့အားရွာတယ်မြေဒုစက်ကိုဘယ်သူစောင့်မလဲမိုးတွေလေတွေမြို့တွေကျွတ်တွေဈာထဲမှာရှင်တွေဘွက်တွေဈာထဲမှာတိုးထဲမှာရှိတော့မြေဒုစက်ကိုဘယ်သူစောင့်မလဲဆိုဘယ်သူမှမစောင့်ကြဘူးဆေးဥမောလဆာနှစ်လဆာပေးပါမယ်မဆောင်ရဘူး ဘယ်သူမှမစောင့်ကြဘူးကိုယ့်အိမ်ကိုပဲဘလောက်ရရကိုအမိုးအောက်မှာကိုတန်းရလေးနဲ့ကိုနေချင်ကြတယ်တန်းရက10လုံးရှိတယ်တစ်လုံးကို10ခန်းပါတဲ့အတွက်မိသားစုအခန်းတရာရှိအဲ့ဒီခန်းတရာရဲ့ဟိုးပထိတ်မှာကိုကြောက်စီအသက်50ကျော်အသားမင်းမင်းနဲ့မျက်လုံးကတောင်တစ်လုံးမြောက်တစ်လုံးတစ်လုံးကပြောင်းအင်ကြီးဘရောမမို့တဲ့လူဝဝကြီးတယောက်ရှိရမမှာစိမ့်မင်ထိုးထားတယ်အောင် ခုခုခံခံခုံခံသွားဟာကြောက်เสียပါလေဘာမှတော့မသိဘူးနော်စလုံးကជីជីအုံခုခုခံခံခုံခံသွားဟာဘိုက်မှာငကားကြီးတစ်ကောင်ရှိတယ်ငကားကြီးကပါစက်ကြီးဖျက်ထားပြီးတော့သူ့ကိုသူပြန်ခွေပြီးတော့ရင်ပတ်ပေါ်ကနေအုံခုခုခံခံစလုံးပေါ်ကနေဆင်းပြီးငကားအမိကဒီနေရာမှာဆုံးဟိုကြောက်เสียတကူလုံးအနာရင်းနေ စိုးတူတော့ပဲပြီဘယ်တော့မှလည်းဖက်နာမစီဘူးအမြင်ရအရမိုးတယ်လူသမားတန်ရတဲ့သားဖို့ပြိုသမီးပြိုတွေစော်ကားတာဘယ်သူလဲကြောက်စီလူသမားချင်းတန်တဲ့ဘလုံးပွဲမှာဓာတ်နဲ့ထိုးသွားလို့တဲ့ဘယ်သူလဲကြောက်စီဘယ်သူပစ္စည်းခိုးသွားလို့တဲ့ဘယ်သူလဲကြောက်စီဘယ်လူသမားကအရှိမပစိုးလှမ်းထားတဲ့အစ်ကလေးရုပ်သွားလို့တဲ့ကြောက်စီရက်ကွက်ချက်မှာကြောက်စီအဲ့ဒါလို့ကျွန်တော်တို့လူသမားတန်ရလေးချင်းမှာ တရားတဲ့မိသားစုမရှိပဲအဲ့လိုနေဒီဘက်ထိတ်ဆုံးကတန်ရာကမှာတော့အရက်ရောင်းတဲ့မိမရှိရဲ့လူသမားတွေအရက်ရောင်းတာအကျွေးမှတ်ပြီးရောင်းကြောက်စီရဟိုးထိတ်ကနေပြီးညက်နေဆိုလာအဲ့မိမစီမှာလက်မှတ်ထိုးရအရက်တော့ပလင်းပြားလေးခါထိုးဆက်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 နဲ့ပြန်သွားအဲ့မိမကကြောက်စီလက်မှတ်တွေကိုယူလာကုန်တော့ကြောက်စီရဲ့လာကရှောက်လာရေးပြီးတော့ကြောက်စီလက်မှတ်နဲ့သွားထုတ် အရဖိုးယူလိုက်ကြောက်စီတပြားမှမရဆမုတ်တိကပေးတဲ့ uniform ဘောင်းမီအင်ဂျီကပကမ်ဘတ်စ်အုပ်ထုပ်6လောက်တခါပေးတယ်တခါပေးနှစ်စုံပေးတယ်အဲ့လိုအစ်စ်တွေကိုကိုကြောက်စီရပြီဆိုရင်သူလည်းရအဲ့ဒီမိမကိုသွားပေးတယ်တစုံ900နဲ့ရောင်းမိမ900ကြောက်စီလို့ရေးထားရုံပဲကျန်တဲ့900ပို့ရက်တော့သူကတော့အင်ဂျီချုပ်ချင်းနဲ့ နဂါးကြီးနဲ့အုံကုကုခံခံခုံခံတော့ဟာအနာရီနဲ့ဘသူကမှလည်းစကားမပြောဘူး69ကန်းတော့အိမ်ကကြောက်စီဖို့ဖက်လုပ်ပြီးစကားမပြောဘူးအဲ့ဒီမှာကျွန်တော်အမေတက်90ကျော်ရှိပြီဖြစ်တော့အမေကစိတ်မချမ်းသာကြောက်စီဆိုတော့ကောင်းတက်လည်း90လောက်ရှိပြီအနာရီနဲ့အင်းကြီးလည်းမဝဖူးတန်တွေခဲမှာမဟုတ်ဖက်နဲ့ တနေ့နေ့တစ်ချိန်ချင်းဒီကောင်ဒုက္ခရောက်တော့မယ်။ဝိုင်းရပါအောင်ပြုပြင်ကြပါအောင်ပေါ့။လူသမားမိသားစုတွေကလည်းအမေသိရင်အသာလေးစမ်းမှဒီလောက်မှရိုင်းတဲ့လူအမေကြီးပါသွားပြီးတန်ရောစင်ဖြစ်တယ်။တနာလို့ပါ၏။ဟုတ်အမေသိမတနာနဲ့ဟုတ်ပါတယ်ငါလည်းကြားပါတယ်ဒါပေမဲ့စိုးတယ်ဆိုတာနဲ့တို့ပြစ်ထားမလားတို့လူသမားတွေမိသားစုတွေမှာသူလဲပါတာပေါ့။ဟာကျမတို့လည်းမပတ်သက်ပြရစင်နဲ့။ အမေရတော့မရဘူးဆုံးဖြတ်ပြီးပြီဒီနေ့တော့အမေရေကပင်ကိုကြောက်စီအရက်လာတောက်မဲ့အချိန်ဆောက်တရေတွေကလည်းကြောက်မူလို့ဒါမဲ့မဝသေးဘူးကြောက်စီပလင်းလေးခါထုတ်ပြီးလာအမေရကျွန်တော်တို့တန်ရကျွန်တော်တို့ခန်းရှိတယ်ကြာပါအမေရနှုတ်ဆက်ကြောက်စီငါသားဟာအဖိုးကြီးမင်းမသေးသေးဘူးလား ။အော်လူဆိုတာတည်မျိုးပါပဲကွယ်။အခုတော့မတည်သေးပါဘူးကွယ်။ဘယ်တော့မှသားရဲ့။ဟာခမည်းကြောက်စီနေတိုင်းခမည်းရွှေရသွားရက်တောင်းနေတာခမည်းတည်ရတယ်ခမည်းတော့ရွှေရွှေဟွာရွာလား။အေးသွာ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 း။အမခမည်းမပြောလဲသွားပါပဲ။ဟဲ့ဘွားတော့လာပြီးရစ်နေ။အဲ့တော့ဘေးကလူသမားတန်ရပြောအဲ့ဒါကြောင့်ပြောတာမို့မရိပြောပါစေငါမျှော်လင့်ပြီးသားပါအမေကမရဘူး ဆက်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 နဲ့ပြန်သွားပြန်ပြီးသားသားအော်မခမရအရေးတဲ့နန်းစီပြီးမှတ်ပုံတွေဆက်ပြန်သွားနောက်တနေ့လေးနာရီတော့အမေထွက်မျောတာပဲမသားကြီးကြောက်စီကနေ့စောသားဟဲ့အာမခမရနာရီနဲ့တိုက်ထားကြုတ်ဘယ်ရောက်ွားတော့ခမရပြက်တာပဲဘွားတော့သွားတော့ပြန်နေအမေရတပတ်တော့အဲ့လိုလုပ်တာအမေလည်းနေ့စဉ်ဆဲခါတယ် အစစ်ခံလဲမင်းရလုတ်တယ်လို့သမတန်ရမိသားစုရတဲ့ဇော်ကြီးသိဇော်ကြီးတော့ပြဿနာပဲမကြီးရဲ့ဒီစမ်းမအီးဒီနေ့တော့အမေကစက်သားလေးချက်ထားပြီးချွချွေလေးလည်းချက်ထားကြောက်စီလဲလာရောကြောက်စီငါသားဟာဟာတော့ကျက်သားဟင်းမင်းအရက်နဲ့ကြအတော်ပဲပေါ့လို့ဟမ်ကျက်သားဟင်းပေးခင်ဗျဒီလိုဆိုမစိုးပါဘူးခင်ဗျ တော်ဟုတ်နေခွာကြီးသာတပြန်ကြအမေအမေကောင်းလားသာจิตာဟင်ဟာကောင်းတယ်ဗောရဲ့နဲ့จิตာခမရမကောင်းအောင်ဖြစ်ပါမလားခင်ဗျဘွားတော့ခမရမေးစရာမရှိချမ်းမေးတယ်ပြန်သွားနောက်တစ်နေ့ကျကျွန်တော်ကိုထားတဲ့အင်ဂျင်ဘောင်ကျောက်စီသားလောင်းထိုင်အောင်အမေဟောက်ကပြင်ထိုင်သားအာမဘာဘာပဲဘာချက်တယ်ခနေ့မချက်ဘူးဒါနေဝင်းမြင့်တော့ခင်မောင်မြင့်တော့ဝတ်လို့ ပိုတဲ့ဟောင်းသွားတဲ့အင်ဂျီလေးတွေပဲလက်သေးတယ်ငါစအင်ဂျီပဲပါမင်းဖက်နဲ့လည်းမပါဘူးပဆိုးဆုံးတယ်ပဆိုးကလည်းပေါက်တော့ဒီမှာလူသမားသားသမီးတွေသားဖြူသမီးဖြူတွေရှိတယ်မင်းကွယ်အမြင်မတော်ပါဘူးမင်းမြင်မတော်ဟုတ်လည်းလက်နေဒီခမရကြောက်စီရဘယ်နဲ့တော့ပါမလဲဒါကြောင့်ဒီဘောင်းမွေဝက်ပါကြည့်တယ်ကြောက်စီကြည့်တယ်ကျွန်တော်ဘောင်းမွေနဲ့ထည့်ယူသွားတယ်200လောက်နဲ့ပေါင်တာပဲအဲ့ဒါတော့ခါထုတ်ပြီနော် ဝတ်တော်သားဟာဟိုမိမဝတ်လိုက်မယ်အရက်ဆန်ကမိမဝတ်လိုက်မယ်အကျုပ်ပေးရပြီပြန်သွားတော့အမေကမရဘူးနောက်တနေ့အထွက်ဆောင်ကျဲဦးကျော်လေးပေးအဲ့လိုနေလာမြေဒုစက်ကြီးဘသူသွားဆောင်မလဲဆိုတော့မိုးရင်းတနေ့ကျဆက်ရုံမှုကနှစ်လစာပြေးမယ်ဆိုတော့ဘသူမှမသွားရှင်တဲ့အခါနိုင်ငံပိုင်ပစ္စည်းတွေရတယ်ဟိုးတော်ထဲမှာထားရတော့ပြောက်မှဆိုးရတယ် လူကြီးတွေခေါင်းချင်းရိုက်တဲ့ချိန်မှာအစည်းအဝေးလုပ်နေတော့ကြောက်စီရမုန်းမုန်းနဲ့အစည်းအဝေးခံရောက်ဆဲမိုးဟာရကွာကြောက်စီခမရတို့ပြဿနာတက်နေအစည်းအဝေးထိုင်ကြမလို့ပါဘူးအာမဘာရမရကျုပ်ဆောင်မယ်ကြောက်စီဆောင်မယ်ဘာမှမပြောက်စီရဘူးဗျာခမရနှစ်လကတော့ပေးရမယ်နော်ဟာပေးမယ်ဆဲမိုးရဒါမဲ့ မူးယူနေတဲ့ကြက်စီကိုသွားပြီးနိုင်ငံပိုင်ပစ္စည်းမြေဒူးဆက်ကြီးတွေအလို့မဖြစ်ပါမလဲမဖြစ်ပါဘူးကြောက်စရာမင်းမူးယူနေတာနဲ့ဖြစ်ပါဘူးဟာမူးတာကျွန်တော်ကိစ္စဆရာတို့ပစ္စည်းပြောက်ရင်ကျွန်တော်ဖမ်းချုပ်လေဖမ်းလေမပြောက်เสียဘူးကျုပ်ကလက်ကနှစ်လက်ကလိုချင်လို့တလက်ကဟိုအရရောင်းနေမဲ့မိမမတ်တင်မြတ်ကျုပ်ကပေးရတော့တလက်ကကျုပ်ကလိုချင်တော့ လုံးမဲ့လူမရှိတော့ဆဲမူကကဲဒီကောင်အစမ်းခန့်ကြည့်ရတာဗောဗျာဆုံးဖြတ်လိုက်တယ်တို့တို့ပြောကြပါစို့ဆုံးဖြတ်တော့ကြောက်စီကိုမေးတယ်ကဲမြေတူးဆက်ရှိတဲ့9မိုင်လောက်ရှိတဲ့နေရာကိုမင်းသွားရမယ်မင်းအခန်းရှိကိုငါကားလှုပ်ပေးမယ်မင်းပစ္စည်းပစ္စည်းတင်ကျင်တာတင်ရအောင်ဟာလှုပ်ပစ္စည်းမလို့ဘာပစ္စည်းမှလည်းကျွန်တော်မရှိဘူးဟမ်မင်းမြေတူးဆက်တဲ့သွားနေမယ်ဆိုတော့အိုးရိခွက်တီးမင်းတန်တစ်တာဒီပါလေဟာဘာတန်တစ်တာမှလည်းမရှိဘူး အင်ဂျီဝစာဟာဘာမှမရှိဒီတိုင်းနေတာပဲမင်းဖျားစင်တယ်ဗျအော်ဖျားစင်ဖျားမရှိတာကြာလာပေါ့ဟွန်းဒါပြမင်းကားမလို့ဘူးမလို့ဘူးမင်းဘာတဲစရာရှိတယ်ဟာရေပလင်းလေးလောက်ရှိတယ်ကျိုးနဲ့စီးပြီးတဲသွားရုံပဲဟွန်းအလိုလားဟောဆရာတို့ကဝိဇ္ဇိကိစ္စတွေများတယ်ကြောက်စီမလို့ဘူးအလိုနဲတယ်ကြောက်စီရဩအေးဟုတ်ပါပြီကဲဒါဆိုပြောငါကဘာလုပ်ပြရမလဲ ဝလုံးနှလုံးပေးပါမြေထုဆက်ကြီးဝလုံးနှလုံးဟောလို့ခတ်ဆွေဆွေလေးစောက်ထောင်းဒီဆောင်းဆောင်းလေးမှီမယ်ကျူထရန်နှစ်ချက်ကိုနှီးနဲ့လေးဘက်လေးတန်တုပ်မယ်ရှင်အဲ့အောက်မှာကျွန်တော်အဲ့ဒါပဲကျူထရန်နှစ်ချက်နဲ့ဝလုံးနှလုံးပဲဆက်ဟူပေးကျွန်တော်သွားတော့မယ်ဟွန်းဘယ်နှသွားအိမ်လဲမင်းဂရင်နေပါတယ်မလို့ဘူးကျွန်တော်ရှင်နေအိမ်မှာဟာ ဘယ်လိုရှင်နေမှာတော့အဲ့ဒီအမိုးလွတ်တာပဲဟာဒီကျူတရံပေါ်မိုးပေါက်ကြတော့ဘယ်လွတ်မှာတော့အောက်မှာဘော့တီရှင်နေဟာကျွန်တော်အိနိုင်ပြီးတော့လေဆဲဟုမိုးကခင်ဗျာပြင်းတဲ့အခါကျွန်တော်နဲ့လာအေးပေါ့အေးပါမိုးပေါက်သဘောပြောတာပါမင်းခေါင်းဝောက်ခေါင်းဝောက်အုတ်ခဲရှိဖြစ်တာပဲအိုးဝောက်အမသိကံကြီးဖြစ်နေလို့မှခင်ဗျားတို့တောင်ကျွန်တော်ငှားရတာကံနဲ့ရှိတဲ့ကြီးဥမုတ်ခွနဲ့ခတ်သောက်ယုံပဲဗျာဟေးကွာကဲကဲစောင့်စောင့်စောင့်ပေါ့စောင့်မယ်လို့ရှိတော့ ထားရအဲ့ဒီကနေပြီးလာပြီးအရက်တော့ရတယ်ဆိုက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 ်နဲ့နှစ်နိုင်လောက်ကထွက်လာတာပေါ့မတည်မြတ်ဆိုင်ရက်တော့ပြန်အမေကငါသားကြောက်စီမင်းတော်ရဲရောက်နေတယ်ဆိုအာအမေကပြဿနာပဲအမေကိုအဲ့လိုလုပ်ရင်အမေကလည်းနစ်စင်တယ်မြမုံလေးပဲလေးတို့ဘာလေးတို့ပြီးတော့ယူလာတော့ယူတယ်တနေ့တော့ကိုကြောက်เสีย လာပြီးတော့ကပြင်းလေးမှထိုင်ခေါင်းကလည်းငှက်ဆက်ကြလို့မျက်ရည်တွေတွေ့တွေ့တွေ့ကြလို့အမေတဲ့လှမ်းခေါ်အမေရဲ့အရှင်ချိန်မဟုတ်ခါမဟုတ်ဆိုတော့အတန်ကြတော့ထွက်ကြည့်တော့ကြောက်စီကပြင်းပေါ်မှာဖင်တချမ်းချိတ်ထိုင်လို့အုံခုခုခန်းခန်းခုံခန်းသွားဟာဆိုစာနဲ့အနာရီနဲ့ငကားကြီးနဲ့ကြောက်စီဘာကြီးပုတ်အင်းအင်းနဲ့ထိုင်နေမြေကြီးကြငါသာဘာဖြစ်လို့တော့ဟာ ချုပ်ညအိမ်မက်မက်တို့တော်ထဲမှာမြေတုစကြီးအောင်ပါဗျာမှောင်ပေးနေသစီတရေတွေသွားလာနေတာလည်းချုပ်ကမြင်နေရတာမုံမုံနဲ့ပြောနေအေးပြောပါဦးသားရဲ့မိမတရားကျွန်တော်ခြေတော့ကိုလှုပ်နှိုးမတ်တကြီးရလို့အသက်30လောက်ရှိအောင်ပဲထမိန်အနဲ့ပွင့်မှာအဝါပန်းပွင့်ကြီးနေပြုံပြုံကြီးဗျာခြေတော့လှုပ်နှိုးတော့ ကျုပ်ကလည်းမုံမုံနဲ့မျက်လုံးဖွင့်ကြည့်တော့ကျုပ်ကငုံပြီးပြုံးကြည့်နေတာအဲ့ဖြစ်ပါအောင်သားရဲ့အမေကလည်းတရက်တစီလားရှိမှာပေါ်တော်တဲ့တောင်နဲ့မဟုတ်ဘူးဗျာသူဆန္ဒတည်းလို့ကျုပ်ကလို့သလားအိမ်မက်မက်သလားမသိတာမိုးကလည်းမိုးနေပြလားမှန်တယ်ပြောရင်အဲ့ဒီမိမသားလို့ခေါ်တယ်သားကျောက်စီလို့ခေါ်တော့ကျုပ်ကလန့်လို့သွားပြီး ချက်သိမ်းနေထားရတာဗျာကျုပ်ကလည်းဗဇက်ကထွက်သွားတယ်အမေလို့ထွက်သွားတယ်ဟာဒေါ်ကြီးသိလက်ဆက်သက်တော့အမေလို့ခေါ်ရတာတော်တော်ကောင်းတဲ့ကိစ္စပါလားအရသာရှိလိုက်တာကျုပ်ကအမေလို့တခါမခေါ်ဘူးဗျာဘယ်သူ့ကိုမှခင်ဗျားတလောက်ပြီးနေတာလေကျုပ်ကအမေလို့ခင်ဗျားခေါ်ဘူးဗျာဒါပေမဲ့ညက်နေရကျုပ်မျက်ရည်ကျတယ် ဒီမိမငါ့ကိုငုံကြည့်ပြီးရသားကြောက်စီလို့ခေါ်တော့ငါကအမေလို့ခေါ်ရဆိုရင်ဒီမိမဟာငါအမေများလားလို့သူစဉ်းစားသူစဉ်းစားမရဘူးငါဖွာသိမ်းသွားမေးအောင်မစိထွက်လာတာဟုတ်လားနေမင်းကဘယ်လိုဖြစ်လဲမင်းကြောင်ပြောပါဦးကျုပ်ငွေပြပြချင်းအမေသေးတယ်လို့ပြောတယ်အဖေကပြောဦးတယ်ကျုပ်ငွေလို့သေးတာသူတက်ပြီးသေသွားရှာတယ်မိရွေးနဲ့မှာဟောဟုတ်လား အဖေပြောတာတော့အသက်20 30လောက်ပဲကျွန်တော်တွေ့တာကျွန်တော်အမေပဲဖြစ်နေမှချင်တယ်အေးဘောမင်းကိုသားလို့ခေါ်မှာတော့မင်းအမေပေါ့မင်းတခါမှမမြင်ဘူးလားငွေပြပြချင်းသေးပါဆိုခမရအရေးတဲ့ဘယ်နဲ့လုံမှတ်မိမှာတော့အေးပါဟုတ်ပါတယ်အေးအေးနေမင်းမိမတွေပါရဘူးသလားရဘူးတယ်ဘယ်မှာတော့မိမတို့ကလေးရဟာချုပ်ရိုက်ချလို့စင်းကြားလာတော့ကိုယ်ရသွားတယ်ဘယ်လောက်ရှိလို့20ရှိပြီ တမီးလေးရောတမီးလေးလေးအပြူဖြစ်ရောဗောဟာမင်းမရှာဘူးလားမင်းတာဝန်မဲ့လိုက်လားကြောက်စီရဲ့ဟာကျုပ်ကဘယ်သွားရှာမှာတော့ဘယ်သူ့ကိုသွားပြီးကျုပ်ကကျုပ်သမီးလားမင်းငါသမီးလားနေငါသမီးလားဘယ်လိုလုပ်မေးမှာတော့ဘယ်ရောက်သွားမှမသိတဲ့ကျုပ်မိန်းမနောက်ကဘယ်ရောက်သွားမှမသိတဲ့ကျုပ်သမီးကျုပ်ဘယ်လိုရှာမှာတော့ဩဖြစ်ရလေမင်းဘဝလေကွယ်အေးပြောပါဦးမင်းဘာဖြစ်ချင်တာလဲကျုပ်ဆုံးဖြတ်လိုက်ပြီ ဗလေးရစပြီးကျုပ်အမေတို့ခမရခေါ်မယ်ဗျာတဲ့ခမရတာကြီးတာကြီးခေါ်တာကြာပါပြီတဲ့ကျုပ်ကဒီဘွားဘွားတော်ဘာပြန်ကျုပ်ကခမရဆဲနေရခမရမနာဘူးကျုပ်အမေတို့ခေါ်ပြရစီတော့ဟာအမေကမျက်ရည်ဖြိုင်ပြန်ကြပြီကျုပ်ပြီကနေတော့ဖြစ်ငါဆုံးမခဲ့တယ်ငါနဲ့နာခံရတယ်ငါတိခံခဲ့တယ်ကြောက်စီငါသားကြီးကြောက်စီ ်အမေတို့ခေါ်နိုင်ပြီဆိုရင်ယဉ်ကျေးခြင်းဘက်ကိုချီတလားရောက်လာတာပဲပေါ့အမေကမျက်ရည်လေးနဲ့ကိုကျောက်စီကမျက်ရည်လေးနဲ့ခေါ်ပါသားရဲ့နေဝင်းမြင့်ခင်မောင်မြင့်ရဲ့အကိုမင်းကကျောက်စီမြင့်ပေါ့အမေကတော့နာမည်ပေးလိုက်တော့အေးဗျာကျုပ်အမေလို့ခေါ်တော့မယ်ဟုတ်တယ်နောက်တနေ့ကစပြီးအမေသားကြီး အမေတာကြီးနဲ့ဆိုတော့ကြံသော96ခန်းသောမိသားစုများကပြုံးရတယ်ဟုတ်သားပါလားဒေါ်ကြီးစိတ်ရဲ့မြစ်တာဟာထိရောက်ပါလားမသားရဲ့အရက်တော့ရွှတ်တော့တော့တာမင်းငါသားဖြစ်သွားပြီလေငါသားဆိုငါဆုံးမမယ်ဘုရားရှိတယ်ဟုတ်တယ်မလားကြားစီဒါဘောမေရဲ့အေးရွှတ်တော့အာခမရလေအတော့ပြက်တော့အသက်ပြောက်တဲ့ရေဗျ အဲ့လိုလည်းမဖြစ်သေးဘူးခမရနည်းနည်းတော့ရှော့ဘေးပေါ့နည်းနည်းရှော့ငါလည်းမသိဘူးကွာမင်းတို့ကိစ္စတော့ဆိုက်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 နဲ့သွားလက်မထိုးနောက်တနေ့ကျကိုကျောက်စီကပြင်းလားထိုင်အမေတဲ့ကျွန်တော်နောင်တရပြီတော်တဲ့မှာတယောက်တည်းနေရတော့မှကျွန်တော်ရပြီကျွန်တော်ရေတုဆက်ကြီးရဲ့ဟိုဘက်မှာကွင်းထဲမှာပန်းခင်းနေရှိတဲ့အမေပန်းခင်းရောင်စုံဆိုက်ကြတော့အလုပ်တွေလုပ်နေကြတာမိန်းကလေးယောက်ျားလေး ငါသာအလုံးမလို့ဖဲမှဒီမှာရက်သမားဘဝနဲ့ငါဘဝဆုံးရတော့မှာပါလားအဲ့ပန်းချံနဲ့သွားတဲ့ကမှာလူတိုင်းကပေါင်းတင်ကြမြေဆွားကြတိတ်ပင်နဲ့ဆက်ကြပန်းမင်းနဲ့တင်ကြစေးတွေဖြန်းကြပန်းပွင့်တွေခူးကြနဲ့ပျော်စရာကြီးအမေကျွန်တော်ငွေ200လောက်ပေးပါ200အဲ့ဒီတော့200အများကြီးပေါ့မသားရဲ့အမေတို့200ပါရှိဘာလို့ဘို့တော့ကျုပ်အဲ့ဒီပန်းတွေယူပြီးတော့လူသမားတန်းရတဲ့ရောင်းချင်တယ် ျုပ်လိမ်မာရင်နှပြီဗျာကျုပ်ကိုမဆက်ဆံရတဲ့ဟောဒီခန်းကလူတွေကျုပ်ပန်းလေးမြင်ရင်တနာပြီးဝယ်ရင်းနဲ့ကျုပ်မြတ်တာပြန်ပြခြင်းလေဟာအဲ့ဒါဆိုအမေစူးစမ်းပြီးမှဗောမင်းဘလောက်လို့200မင်းမလိမ်တော့မလိမ်နဲ့မလိမ်ပါဘူးမင်းပန်းကအရှင်တခင်တည်းကပန်းပင်းပန်းရှင်တည်းကပြောတယ်မင်းအပေါင်း200တော့ထားရမယ်မင်းလည်းစိတ်မချဘူး အပေါင်း200ထားပန်းယူအဲယူတဲ့ပန်းပိုးတွေကမြတ်တာမင်းစား200ပြန်အဲ့လိုဆိုရင်မင်းပေးမယ်လို့ပြောလို့200ပေါင်စရာပေးရမှာအမေကနောက်တစ်နေ့မှာဖွက်ထုတ်ခံတယ်69ခန်းကြောက်စီကြီးလိမ်မာပါပြီငါသားကြီးလိမ်မာပါပြီထည့်ကြပါအေးဆို1ချက်တော့5ချက်ထက်10ချက်ထက်2ချက်ထက်3ချက်ထက်နဲ့250ရအမေကမျောပြီကြောက်စီလာမယ်လမ်းမျောပြီ ဒါသာပဲဆက်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 နဲ့ရေသွားမတောက်ခင်ဝန်းတိုင်းမေရလားမေရပါတော့250တောင်ရပြီးစားမှမရဝန်းတာလိုက်တာမေမတောက်နဲ့နော်ဟောမတောက်ပါဘူးခမရကျုပ်အကျိုးတောက်ရနေတာခမရဒါမှမဟုတ်ပေါင်ဆိုင်မအောင်မနဲ့ကြည့်ဗျာကျုပ်ကိုတောက်ပြီးပြန်သွားဟုတ်တယ်နောက်တနေ့မနဲ့မှအုံခုခုခံခံခုံခံသွားဟာဆိုတော့မျက်လုံးကလုံးပဲတလုံးညာတလုံးနဲ့ကရုံးပြောင်ပြောင်သားမဲမဲနဲ့ အနပစုတ်တွေတကုံးလုံးပွားနေကိုကြောက်စီရဝါဘာညီထဲမှာငပြောရက်ကလေးတွေခင်းပြီးနှင်းစီပန်းလေးတွေအဖြူကဖြူတတ်တအနီးကအနီးတတ်တကျက်သွေးရကျက်သွေးတတ်အဝါကအဝါတတ်ငါးပွင့်ဆိုင်ငါးပွင့်ဆိုင်ထိပြီးရေလေးတောက်ပြီးတော့လှုပ်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 နဲ့လုံးသမားတန်ရတဲ့ဝင်လာဟောဒီကပန်းမျိုးဆိုတော့အမေကအမလေးဟုတ်သားပါလားလူသမားမိသားစုတွေကပြုံးပြီးထွက်လာကြပြီကိုကြောက်စီကြီး အမလီဓာတ်တဂီရိဘလူကပန်းယောင်းလို့ပါလာတော့လိန်မာပါပြီဟာငါနှစ်မတော့အားပြေးကြပါဦးကွာနော်ဈေးမှာ30ဗျာငါ20ပဲပြီငါနှစ်မဟောတာတည်းရတော့ဈေးမှာ50 20ပဲပြီဟာအိုးပြီးမှာပေါ့တော့အားပြေးကြတော့ဘန်းကြီးပြေးကုံတော့တပန်းလုံးကုံတော့ပတ်စံကြီးကြောက်စီရလက်ခါကြရထိုးအမေကျုံနေနေကစ်လိုက်အောင်မယ်တော်တော့ ပြန်စကောကြီးညှ်ပြီးတဲ့ဆိုက်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 နဲ့ပတ်စံရေပြီးပြန်တဲ့ကိုကြောက်စီကိုအမေကပြုံပြုံကြီးနောက်ကနေကြည်နောက်တနေ့ကန္ဓမာပန်းနေရောင်စုံလာကြတာပဲကလေးတွေကဆရာမပေးဖို့ယောက်ျားလေးတွေကချစ်သူကိုပေးဖို့တချို့ကလည်းနတ်ပန်းဆက်ဖို့တချို့ကလည်းဖရာအုပ်ထိုးဝဲကြတယ်မတ်တေမြဆိုရရောင်းတဲ့မိမကလာတယ် ရောက်စီဒါဘယ်လိုရောင်းတာတော့ဟာမတ်တင်မြတ်လက်ကိုဆုတ်တယ်ခမည်းတော်မရောင်းဘူးတဲ့ကျုပ်ပန်းခမည်းတော်မရောင်းဘူးဟာနင့်ပန်းရောင်းတာလေငါဝယ်မှာလင်ငင်းမှာနင့်အရင်ဖုန်းနဲ့မနှိမ်ပါဘူးလင်ငင်းဝယ်ဝယ်ကျွေးဝယ်ဝယ်ခမည်းတော်မိမ့်မှကျုပ်ကပန်းမရောင်းဘူးကြံနဲ့68ခန်းကိုကျုပ်ရောင်းအမလေးလူဘဝလို့တော့ကျုပ်ကျွေးနဲ့တောင်မကင်းတဲ့ကောင်က ဟုတ်တယ်အကျွေးမကင်းတဲ့ကျွန်လက်မှထုတ်ပေးတယ်လေခမရလက်ကထုတ်ယူတယ်လေဒါနဲ့ဒီပန်းနဲ့ဆက်ခမရဒီပန်းလုံးဝမထင်းနဲ့ကျုပ်ဘောကမှတိုက်အင်တန်သတ်စင်မွန်မြတ်တဲ့ပန်းကျုပ်ဘောကို ပြောင်းသွားအောင်ပြုတ်လုတဲ့ကျုပ်ရဲ့လက်ပါတန်ရှင်းတဲ့ပန်းမျိုးကိုခမရလက်နဲ့မထင်းနဲ့ကြီးကျယ်လိုက်တာတော့ဈေးထဲမှာပါတောင်ရရသည်ရိုက်ရအမေကပြုံးပြုံးကြီးပေါ့မင်းကလည်းလိန်မာတော့လေကွတရေလုံးမလာဟဲ့ ရောင်းလိုက်ပါကွယ်ကိုချင်းချင်းနေပဲဟိုအမေဟာခမရနေစားမှာခမရမြောင်းဗျာအဲ့လိုလိုနဲ့ပန်းရောင်းရင်ရောင်းရင်းနဲ့ရက်စီ၄ရက်လောက်မလာဘူးတူတူပြောကြပါစို့မလာတော့အမေကမျောပြီးပန်းတွေလည်း၆ပြီးဖျားပန်းလည်း၆ပြီးနဲ့ပန်းတွေလည်း၆ပြီးခလေးတွေလည်းဆယ်မပေးဘူးမျောကြပြီးချစ်သူပေးမဲ့ခေါင်းလေးကလည်းမျောကြ၄ရက်က၅ရက်၅ရက်က၆ရက်မလာတော့ဟဲ့ခမောင်မြင့်နေဝင်းမြင့် ဟွင်းနဲ့လိုက်ကြပါအောင်ကွယ်ငါသားကြီးအရက်တောင်လာမတောက်ဘူးဟဲ့ဟဲ့မတင်မြအရက်လာတောက်လာမတောက်ဘူးတော်ကြီးရေငါရရှိပြီဒီကောင်ဖျားနာနေမှာဗောဘောသေးအိုင်နဲ့ဖက်နဲ့အုတ်ခဲကောင်းအောင်ပြီးအဲ့ကျက်ကောင်မဖျားခံနိုင်မှမလားလိုက်ကြပါအောင်ဟဲ့ဘယ်သူမှမလိုက်ချင်ဘူးလေစိတ်ယုံမှုကငါရက6ရက်6ရက်က9ရက်ဆိုတော့လုံရွေးဌာနဝန်ထမ်းတွေလှုပ်ကျောက်စီသွားရှာလားမလာဘူးပြောတယ် သွားကြည့်တော့ကြောက်စီကျူထရနှစ်ချက်အောက်ကဝလုံးနှလုံးအောက်မှာကားကားကြီးသေးနေတာညလုံးတွေကပြင်တောင်ထွက်နေပြီသားတွေကအဝါရောင်တောက်ပြီးပုတ်ပွားနေအုံခုခုခန်းခန်းခုံခန်းသွားဟာဆိုစလုံးကြီးတွေကဖုံးထနဂါးကြီးကလည်းညလုံးကပဲ့ကြပြီးလက်တွေကလည်းရောင်အန်းပြီးလက်နှစ်ဖက်ထဲမှာပတ်စံတွေဆုပ်ထားတဲ့ကျောက်စီသေးနေတယ် သင်းနေတော့မှအလို့သမားတွေကဆဲ့ဝမှုချက်ချင်းတက်ကကြားတဲ့ရင်ပေါ့ကြောက်စီဆုံးပြီအမေတို့ကတော့တရားမသိသေးဘူးဆိုတော့မှကြောက်စီအလောင်းကဲမြေချဖို့လုပ်ကွာဆိုတော့မှကားစီနဲ့အလောင်းမြေချဖို့ဝန်ထမ်းတွေကသွားကြတယ်ခါကြောက်စီအလောင်းကိုမပြီးရွှေ့တယ်အဲ့ပတ်ဝန်းကျင်ကိုရှင်းရတော့မှရတမာရွက်ချောက်တွေတွေ့တယ်နှင်းစီပန်းချောက်တွေတွေ့တယ်ခန္ဓမာပန်းချောက်တွေတွေ့တယ်ဒေစီပန်းချောက်တွေတွေ့တယ် ဖဲချိုးအနက်တွေတွေ့တယ်၊ကြိမ်ချင်းဂွေတွေတွေ့တယ်၊ကွယ်လွန်သူဘသူရဲ့လွမ်းသူပန်းကွယ်ဆိုတဲ့စာသားတွေထပ်လိုက်တွေ့တယ်။တွေ့တယ်မှာအလိုလက်ဆက်တက်တော့ပန်းကွယ်တွေကပန်းတွေလို့ပြောပြီးတို့လူသမားတန်ရာတွေကိုလာလာရောင်းနေတဲ့ပန်းတွေဟာလက်ဆက်တက်တော့လွမ်းသူပန်းကွယ်ကဖြုတ်ရောင်းတာပါလား။အဲ့ဒီမှာမှအလောင်းကိုပြစ်ချရပြီလူသမားတွေကရုန်းရှာဆက်ဆုပ်ဆိုတဲ့ အလုသမတန်ရလေပြည်လာတော့ရှေ့ဆုံးကရင်ပတ်ဖြစ်ပြီးမျောတာအမေငါသားကြီးရောသေပါရောလားကျော်ကြီးသိရဲ့ခမသားဘယ်လိုဖြစ်ပါလိမ့်ကွယ်ဘယ်လိုမှမဖြစ်နဲ့ခမရတို့ခမရတို့ခမရတို့နတ်ဆက်တဲ့ပန်းလေးဖယားပန်းထိုးတဲ့ပန်းလေးဆရာသမားမိဘကိုပေးတယ်ပန်းနေချစ်သူပေးတယ်ပန်းနေဘေးရရတယ်မှတ်တော့ဟဲ့ပန်းကင်းကြီးရှိစို့ဘာပန်းကင်းမှမဟုတ်ဘူး အနာကတင်းချင်းကလွမ်းသူပန်းကိုဖြုတ်ဖြုတ်ပြီးတင်ကိုလေးနဲ့စစ်စစ်ရေတောက်တောက်ပြီးလာရောက်နေတာဟဲဟုတ်လားအားလုံးအလုသမတရားတစ်ခုလုံးညင်သက်သွားတယ်ခဏလေးနေတော့ကဘာပေါ်မှာအယုံရင်အကြမ်းတမ်းဆုံးဆိုတော့ဆဲရီတိုင်းထွာခြင်းနဲ့ကြောက်စီကိုဆဲလိုက်ကြတယ်ဆဲကြတယ်ဘုရားရှင်တွေရိုက်ချိုးကြတဲ့နတ်ရှင်တွေရိုက်ချိုးကြတဲ့ချက်ချင်းမဲ့ခေါင်းတွေလျှော်ကြရပြီချက်သူပေးတဲ့ န်းပေးတဲ့ကောင်တွေလည်းပြဿနာတက်ပြီပေါ့နော်အဲ့ဒီနေရာစပြီးကြောက်စီရဲ့ဒီလောက်ရကိုအမေကတရေတော့ကျွန်တော်တို့ပြောပြတယ်သူ့ကိုကောင်းပါစေဆိုတဲ့လူအဖွဲ့စည်းလို့ပြောနိုင်တဲ့68ခန်းသောအိမ်တွေကိုတစ္ဆာမဲ့သွားပြီမဲ့သူ့ဘဝကိုဖျက်ဆီးတဲ့အရက်တယ်မှမတ်တင်မြကိုတော့ခမရကျုပ်ပန်းနေမကင်နဲ့သူတို့ချင်းချင်း မသူတော့ချင်းချင်းကြတော့ကာကွယ်သွားသေးတော်မင်္ဂလာမရှိတဲ့ကိုကြောက်စီဆိုတဲ့လုသမားတက်ရောက်ရဲ့အကျောင်းကိုမဟေတီမဂ္ဂဇင်းမှာကျွန်တော်မြေခွေးဆိုတဲ့နာမည်နဲ့ရေးခဲ့ပါတယ်ပြောချင်တာကတော့မင်္ဂလာရှိတဲ့လူဖွဲ့စီဖြစ်သောရင်ကျင်းမှုစံတန်မိုးကောင်းများနဲ့နူးညံ့သောနှလုံးသားပိုင်ရှင် ကျွန်တော်တို့မြန်မာတွေရဲ့ ကောင်းမြတ်သောအမွေကိုကျွန်တော်တို့လူဖွဲ့စည်းတရားလုံးဝလက်ဆင့်ကမ်းပေးရမယ်တာဝန်ရှိပါတယ်ဒီအတွက်စာရိဖတ်ကြရပါလိမ့်မယ်ဟောပြောဝေကြီးကြီးလိုဒီလိုပဲတခန္တနာကျင်းပရပါလိမ့်မယ်လိမ္မာယဉ်ကျေးသောနှလုံးသားနူးညံ့သောစိတ်တွေကိုကျွန်တော်တို့သာသမီတွေလက်ဆင့်ကမ်းရပါလိမ့်မယ်နောက်ဆုံးအချိန်ထိမိမိလူဖွဲ့စည်းကိုသစ္စာမဲ့စွာ ရုပ်မှာသွားတဲ့ကိုကြောက်စီလိုနှလုံးသားမျိုးကိုဖယ်ရှားပြီးမင်္ဂလာရှိတဲ့လူအဖွဲ့စစ်တရထူထောင်နိုင်ဖို့ကျွန်တော်တို့သားသမီးများကိုကျွန်တော်တို့စံတန်ဘိုးကောင်များလက်ဆင့်ကမ်းနိုင်တဲ့လူကြီးမိဘဆရာသမားများပတ်ဝန်းကျင်ကောင်းအမျိုးဘာသာစောင့်ရှောက်တတ်သောစစ်ကြပ်ကောင်းတိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်သောနှလုံးသားကောင်းရှိသောလူငယ်များဖြစ်အောင်တနည်းအားဖြင့်မင်္ဂလာရှိသောလူငယ်များဖြစ်အောင်ဝိုင်းဝန်းကြိုးပမ်း ထမ်းဆောင်ကြပါစို့ပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်